တခါကတောရွာတရာရဲ့နီးမှာအင်မတန်ထူထပ်လာတဲ့မြေရိုင်းမင်းတွေတောထပ်ပေါရောက်နေကြပါတည်း။အဲဒီမြေရိုင်းတောအုပ်ထဲမှာတော့အင်မတန်စိတ်ပြင်းတဲ့မွေဟောက်တွေကောင်နေထိုင်နေတယ်။အဲဒီမွေဟောက်ဟာအင်မတန်မှလိုက်ဒေါသကြီးတဲ့လျောက်အနီးနားဖြတ်သွားသမျှရွာသူရွာသားတွေကိုအမြဲတမ်းလိုက်လံကြိုက်ခဲပါတည်း။ ဒီလိုဖြတ်တန်းသွားတဲ့လူတွေတွေကဲ့ရတာမတိတ်တိမ်နိုင်တာကြောင့်မွေစုဟာရွယ်ရဲထိဝင်ရောက်ပြီးလိုင်းလံပေါက်တိုက်ထိဖြစ်လာပါတည်းဒီလိုဆိုးလို့နဲ့မွေကြောင့်ရွာသူရွာသားတွေဟာအင်မတန်မှစိတ်ဆင်းရဲတော့ကရောက်ကြရပါတည်းမိမိလေယာကိုယ်တော်တော့ရောက်မထွန်ရဲ့မဆိုင်ကျွရဲထိဖြစ်လာခဲ့ပြန်တယ်ဒီခါမှာတော့ရွာသားတွေကိုကိုယ်ရဲ့ရည်သိကြီးဟာ မွေဟောက်ရှိရာမြေအိမ်တော်ကိုလာရောက်ခဲ့ပါတည်းဒီခါမှလည်းမွေဟောက်ဟာယတိကြီးကိုပောက်ကပ်ဖို့အချိန်ချင်းကြိုးစားခဲ့ပြန်တယ်ဒါပေမဲ့ထူးဆန်းသွားတဲ့ယတိကြီးဟာတရုံလျာမှထိခိုက်မှုမရှိတာကိုမွေဟောက်ကတွေးလိုက်ရပါတယ်အဲ့ဒီခါမွေဟောက်ကအန်ဩရကြီးနဲ့ဒီလိုမွေးလိုက်တယ်သင်ဟာဘယ်လောက်ပောက်ပေါက်မဖြစ်မှုပဲဒီဘရဲကလူတွေဆို ငါပေါက်လိုက်လို့ကတော့ကွန်းတရာညက်စို့အသေးပဲဒီတိတ်ကဘယ်လိုစွန့်နေနဲ့ဒီလိုနေနိုင်ရတာလဲလို့အဲ့ဒီလိုမွေဟောင်းရဲ့မွေစရက်ကိုကြားရတဲ့အခါယေတိကြီးကအေးရှမ်းစွာနဲ့ဒီလိုဖြေးလိုက်တယ်တကယ်မွေဟောင်းလောကမှာမြတ်တာတရားထက်ခွန်အားကြီးမားတဲ့အရာမရှိဘူးတိခါခြင်းတရားကငါ့ကိုကပ်ွက်ပေးတာပဲဒီလိုယေတိကြီးက အေးရှမ်းစော်တဲ့ဖြေချပုံကိုမြင်ရတဲ့အခါမွေရောက်ရဲ့ဒေါသတွေတည်လျော့သွားပြန်တယ်။ဒီနောက်မှာလဲရသိကြီးဟာမွေရောက်ကိုတီးခံခြင်းတရားဒေါသကိုငြင်းရေးစေခြင်းတရားတို့ကိုကောင်းစွာဟောပြောပြခဲ့တယ်။ဒီတရားဆုံးမှာလဲမွေရောက်ကိုဒီလိုပြောခဲ့တယ်။တကမွေဟာအသင်ဟာအစိတ်အားကိုးနဲ့ယောသားတို့ကိုကဲ့ရှင်းသူ့အသက်သက်ရှင်ဆိုတဲ့ အကုသိုလ်ကိုအကျဉ်းချင်းပြုနေမိတယ်။ဒီအကုသိုလ်မဖြစ်အောင်စောင့်ထိုင်းလို့အဲ့ဒီအခါမှာတော့မွေဟောက်ဟာအေဒီဒီနဲ့ပဲနောက်ခါရွာသားတွေကိုမကက်ခဲတော့ပဲအကြောင်းညီသိယူကိုဂတိပေးလိုက်တယ်။ဒီလိုနဲ့မွေဟောက်ဟာဒေါသထွက်လာတိုင်းတရားဓမ္မကိုဆင်ញင်ပြီးတီးခံတတ်လာတယ်။ချုပ်တီးတတ်လာတယ်အရှိန်တွေကြာလာတဲ့အခါမှာတော့မွေဟောက်ဟာ တဘောကောင်းတဲ့မွေဟောက်တကောင်ဖြစ်လာပါတည်းအဲ့ဒီနောက်မှာတော့ရွာသားတွေဟာမွေဟောက်ကိုမြင်မိမဲ့အရင်တော့ကလို့ထွက်မပြေးတော့ပဲတင်းတင်းနေရှိလာကြတယ်။နောက်ခါမှာတော့ရွာသားတွေဟာတဖြည်းဖြည်းနဲ့တင်းရင်လာပြန်တယ်။သူတို့တွေဟာမွေဟောက်ကိုတွေ့တဲ့အခါအပေါ်ကတော့ခွက်ကျော်သွားပြန်တယ်။ဒါပေမဲ့လေမွေဟောက်ဟာတီးခံမြဲတီးခံနေပြန်တယ်။ တဖြည်းဖြည်းနဲ့ရှင်နေကြလာပြန်တဲ့အခါယောသားတို့ဟာမွေရောကိုတွေ့တဲ့အခါကြော်ခွားတော့မတော်တော့ဝဲမွေရောပေါ်ကတက်နေရှောက်လန်းတော့ကြပြန်တယ်ဒီခါမှလည်းမွေရောကတိခံမြဲတိခံနေပြန်နေဒီလိုနဲ့နောက်ပိုင်းမှာတော့ယောသားတို့ဟာမွေရောကိုတက်နေသွားတဲ့အပြင်အမင်းနဲ့ကောင်းမှကြောက်တော့နဲ့ဖြေထားကြပြန်တယ်မွေရောကတိခံမြဲနေအဲ့ဒီနောက်ယောသားတွေကမွေရောကိုတွေ့တဲ့အခါတိုင်းကျိုးကိုလိုရှိပြီး လင်ကျစ်ခါစားနောက်ကြပြန်တယ်။မွေရောက်ခမရမှာလည်းကြိတ်မြစ်ပြီးသီးခံရပြန်တယ်။နောက်ဆုံးမှာတော့ရွာသားတွေဟာမွေရောက်ကိုယူပြီးအမိကကင်ကတရက်တစ်လှည့်ဝေရန်ဆော့ဝသားကြပြန်တယ်တဲ့။အဲ့ဒီခါမှာတော့မွေရောက်ဟာဆက်လက်သီးခံနိုင်ခြင်းမရှိတော့ဘဲရသေးကြီးရဲ့ကျောင်းတန်ခန်းကိုတော့ရောက်ပြီးဒီလိုပြစ်တင်ခဲ့တယ်။ရသေးကြီးကျောင်းဟာတင်ပြပြခဲ့တဲ့တရားဓမ္မကိုဆင်ခြင်ပြီး တီးခံခဲ့ပါတယ်။ဒါပေမဲ့ဒင်းတို့ဟာတဖြည်းဖြည်းနဲ့ရောက်တက်လာကြတယ်။ခုဆိုကျုပ်ကိုမိခကံပြီးဝှေ့ရန်စောက်ကားမုတ်ကိုယ်တော်ပြုတ်လို့နေကြတယ်။အဲ့ဒီတော့ကျုပ်ဆက်ပြီးတီးမခံနိုင်တော့ဘူး။မြေတကြီးပြောတော့တီးခံခြင်းသည်အောင်မြင်ခြင်းဆိုမြစ်တရာရောက်ပြန်ဟတ်တယ်ဆိုခုလိုရောက်ပြန်မဟုတ်ပဲကြာရင်ကျုပ်တရရတော့မယ်။အဲ့ဒီကမြေတကြီးကမွေရောက်ရဲ့ဖြစ်ရင်ကိုကြည်ပြီး အပရိယရေမောပြန်တယ်ပြီးတော့ရေသိကြီးကဒီလိုမိတ်လိုက်တယ်တကမွေဟာတေရှာနားထောင်တော့ငါကတင်းကိုမကိုက်ဖို့ပဲဆုံးမခဲ့တာတပြင်းမထောင်ရဘူးလို့မဆုံးမခဲ့ဘူးတဲ့ဦးမြင့်လေးကတော့ဒီနေရာမှာပဲဆုံးသက်ထားပါတယ်တကယ်တော့ကျွန်တော်တို့အားလုံးဟာဦးမြင့်နဲ့ကမွေဟောက်လို့ပဲဖြစ်ပါတယ်တခါတလေအလုံးမဲ့သဘောကောင်းခြင်းဟာ အန်ရရှိတယ်ဆိုတော့ကိုလူတိုင်းမှတ်သားထားသင့်ပါတယ်